นี้ไม่ใช่เรื่องง่ายเลยจำนวนสามสี่คนถือว่าเป็นคนที่มากที่ด้านวันนี้ที่จะว่าเรียนให้มาที่จะเอาอยู่จะเอ่อจะไปไหนอีกฉันจะไปจะไปจะไหนก็ไม่ใช่เรื่องที่มันที่สิบวันความต้องมีเรื่อง ူတစ်ခုမှပထမနှစ်ပေါ့နော်တက်ပါတယ်ပြောအနာသိမ့်ပြီးွားကြအကြောင်းနေလဲရက်ရက်နာလဲရပညာရေးလဲဆက်မလုပ်နိုင်တော့ဘောနော်နှစ်နှစ်သုံးနှစ်လောက်ကဘာမှပညာရေးဘက်ကိုလုံးဝမလှဲ့နိုင်တော့ပြီးတော့မှဒီဒီကိုပြန် join ဖြစ်တာလာ2024ရောက်တော့မှဒီအကြောင်းစောအကြောင်းနဲ့စသိတယ်ပြီးပြီးတော့မှအော်သူ GED ဖွင့်နေရဆိုတာသိတယ်အဲဒီကနေမှပြန်ပြီးတော့ပညာရေးကိုပြန်ပြီးတော့စလုပ်ဖြစ်တာ ိုတော့တက်ချင်ပါတယ်။မီတာတော့ psychology ကိုတက်ချင်ပါတယ်။တခြားပညာဒါနတွေကိုကပြန် sharing လုပ်ပေးနိုင်တာရည်။ဒီဒီမပြီးသေးတဲ့ကလေးတွေပြန်သင်ပေးနိုင်တာရည်အများကြီးလုပ်ပါဦးပြန်လုပ်ပါအဲ့တည်းဒီဟိုအမနာနာတဲ့အနာတိုင်းပြီးတော့2024ဒီစစ်မှုထမ်းမှုဥပဒေကိုခေါ်တာအနေနဲ့လာစားပြီးတော့အဒီဘက် တော့အရင်မှလည်းအဲ့လိုချိတ်ဆက်ရပြီးတော့ဒီဘက်ကိုရောက်ရှင်အဲဒီရပြီးတော့လို့ရှင်တော့ဒီကြားရတော့ဒါအဲ့လိုမျိုးဒီမှာပဲပေါ်နေဒီရပြန်လုံးမယ်လောက်ကြည့်ပါလို့ရှင်တော့ဒါဆက်တက်မယ်ပေါ့အရင်ကြီးဆက်တက်မယ်တက်ပြီးပါလို့ရှင်တော့အဓိကတော့အဲ့လိုမျိုးအလုပ်ကိုင်းလေးကောင်းကောင်းတစ်ခုရပြီးတော့အဲ့လိုမျိုးအပြင်နဲ့မေးဖို့ကောင်းကောင်းပုံပေါ်ထားရှင်မာကျူကျူဝေအားကွန်ပျူတာနဲ့လက်ခံရယူပေးပါရန်လေးစားစွာဖိတ်ခေါ်ရပါတယ်ရှင် ဲ့မှာမှာကျတော့ဒူရီယန်နဲ့အင်္ဂလိပ်စာကြည့်ပြီးသားဆိုစီရီယန်လုပ်ပြီးများနေတဲ့သူပေါ့အဲ့မှာမှာတမီးရဲ့တမီးတမီးတို့ရဲ့ဟိုဟာပေါ့ဦးလေးဖုံးပေါ့အဲ့ဖုံးကကျတော့တမီးတို့ចောင်းចောင်းတက်စီချင်လို့ဆိုပြီးတော့ဒီဟိုကောင်းတဲ့ဘဝတစ်ခုရစီချင်လို့ဆိုတဲ့ပြောပြီးတော့ဒီစောចောင်းလာပို့ခဲ့တာဆိုတော့ဒီဂျီဒီပြီးလို့ရှိရင်လည်းတက္ကသိုလ်ဆက်တက်မှာဖြစ်ပါတယ်အာတမီးကဂျီဒီလည်းပြီးပြီးချင်းတက္ကသိုလ်ရှောက်တဲ့ချိန်မှာ တက္ကသိုလ်လည်းဝင်ခွင့်ရထားတာဖြစ်ပါလေရှင်။ GED ကိုတမီတနည်းတနည်းအတွင်းတက်ပြီးတော့တနည်းတွင်ပဲဖြည့်လိုက်တာရှင်။တခြား GED ဖြည့်ဖို့ကြိုးစားနေတဲ့ခလေးတွေလည်းစာဝိုးဟိုဖြည့်ဖြည့်တဲ့မှန်မှန်လေးလှုပ်လှုပ်ပြီးလို့ရှိရင်ဖြည့်ဖြည့်တဲ့မှန်မှန်လေးဖြည့်သွားပါတော့။ဖြည့်ပြီးလို့ရှိရင်အရန်မလောပဲနဲ့ကိုယ်ရည်မှန်းချက်ကိုဖြည့်ဖြည့်ချင်းလေးချက်နှဲစေချင်တယ်ရှင်။လို့ရှိရင်ဘာမှစိတ်ဓာတ်ကြတာပါညာမရှိဘဲနဲ့ပုံမှန်လေးကြိုးစားကြိုးစားသွားစေချင်ပါလေရှင် ဒီသမီးရဲ့ပညာရေးလမ်းကြောင်းပွတ်သွားအောင်ဆောက်ဆရရဖက်ဖက်ကနေကူညီပေးတဲ့ MD တို့ရောတခြားလူကြီးတွေရောဟိုကျေးဇူးတင်ထားတဲ့သူတွေအကုန်လုံးကျေးဇူးများတင်ပါတယ်ရှင့်ဒီလိုရှိရင်အော်ဒီရဲ့လူကြီးတွေညွှန်လက်ထားသလိုမျိုးပညာရေးလမ်းကြောင်းကိုလည်းဖြည်းဖြည်းနဲ့မမှန်အော်အကောင်းဆုံးဖြစ်အောင်စူးစမ်းသွားမယ်မင်းလို့ပြောချင်ပါတယ်ရှင်။အားလုံးတော့အဲပြောအောင်နည်းနည်းပြောပြောအောင်နည်းနည်းချက်ချက်ပြောလိုက်အောင်။ Okay ပြီအခုဆိုရင်ပြီးခဲ့တဲ့နှစ်ကဆိုရင်15ရောက်ပေါ့နော်ဒီနှစ်ကတော့34ရောက်ပေါ့နော်ရေကျမတို့ကအဖွဲ့စည်းတည်ထောင်တာကတော့25နှစ်ရှိပြီပေါ့နော်25နှစ်အတွဲမှာအာဒီဝယ်ရပြီးတဲ့သူက26ရောက်ရှိသွားပြီပေါ့နော်အာနောက်တစ်ခါအခု2020 27နောက်ပိုင်းမှာထွက်လာတဲ့ကလေးတွေတည်းရဆိုရင်အခုတက်လက်ဆကလေးတွေဆိုရင်ပြီးခဲ့တဲ့နှစ်မှာ6ရောက်ရှိပါတယ် အခုအခုနှစ်မှာဆိုရင်16ရောက်တက်ပါပြီ။အာသူတို့တွေအောင်သွားကြပြီးတဲ့ကလေးတွေကို scholarship အခွင့်အလမ်းတွေရဖို့အတွက်ကျမတို့ကစူးစမ်းပေးတာပေါ့နော်။အာဒီနှစ်ထဲမှာဆိုရင်16ရောက်ကအာတက္ကသိုလ်နဲ့ college ကိုကျက်နိုင်မှာပါပေါ့နော်။အဲ့ဒါကတော့ဒီဒီနှစ်အောင်သွားပြီးတဲ့သူတွေတော့မဟုတ်ဘူး။ပြီးခဲ့တဲ့နှစ်ကအောင်သွားတဲ့လူတွေဒီနှစ်အောင်သွားတဲ့အာအလုံးပေါင်းအဲ နှစ်ပေါင်းပေါ့နော်အဲ့ဒီနှစ်နှစ်တွဲမှာရှိတဲ့အဲ့ဒီကလေးတွေနဲ့တက္ကသိုလ်ပြတ်မဲ့သူကဒီနှစ်ထဲမှာ16ယောက်ရှိပါတယ်ရှင်ဒီကတော့ scholarship အခွင့်အလမ်းတွေကိုရှာပေးဖို့လုပ်ပေးတယ်အဲ့နောက်ပြတဲ့အခါကျတော့သူတို့ကိုအလုတ်ကန်အခွင့်အလမ်းတွေရဖို့အတွက်လည်းစူးစမ်းပေးတယ်အဲ့တချို့ဟိုဒီထဲမှာအာ ကောလိပ်တက်မဲ့ကလေးလည်းရှိတယ်ပေါ့နော်ကောလိပ်ကတော့အသက်မွေးဝမ်းကြောင်းကောလိပ်တွေတက်မဲ့ကလေးလည်းရှိတယ်အဲ့ဒါဆိုရင်တစ်ဆက်တည်းမှာပဲအလောက်ကန်ခွင့်လန်းနေလည်းရတော့မယ်ပေါ့နော်အဲတက္ကသိုလ်တက်မဲ့ကလေးတွေကတော့သူတို့ကတော့ဒီဘွက်ရပြီးမှပဲအလောက်အကိုင်တွေအတွက်ကိုဟိုတာပူရမှာပေါ့နော်အဓိကစိန်ခေါ်ချက်ကတော့ကလေးတွေကအာဒီဆက်မွေးဖြည့်ဖို့တော့အထောက်ထားလက်မှတ်တွေမရှိတာပေါ့နော်အဲ့ဒါမျိုးတွေလည်းအဓိကစိန်ခေါ်ချက်ပဲအဲဆက်မွေးဖြည့်ပြီးွားလို့အောင်းွားပြီးရင်လည်း အဲဒီ passport တွေမရှိတာပေါ့နော်နိုင်ငံကူးလက်မှတ်တွေမရှိတဲ့အတွက်လည်းတို့တို့ဟာတက္ကသိုလ်တက်နိုင်ဖို့အခွင့်အလမ်းတွေမရှိတာပေါ့နော်ဟုတ်ဟုတ်